အခုသားပြောချင်တာနင်းစီနဲ့သားနဲ့လက်ထပ်တော်မယ်ဆိုတဲ့အကြောင်းပါသားတို့မင်္ဂလာဆောင်ကြရင်လည်းမင်းမအားလာခဲ့ပြီနော်ဟုတ်တယ်ဟုတ်တယ်ကိုကျွန်တော် IPC တွေအရင်ကတည်းကမှားထားပြီးသားပါမဟုတ်ဘူးခင်ဗျ ကျွန်တော်ဖန်အထိအရောက်ပို့ပေးစီချင်တာဟာကိုအဲ့လိုဆိုလို့ရှိရင်ကျွန်တော်တို့ဘာမှအဆင်မပြေဘူးခင်ဗျာကျွန်တော်တို့လုပ်ငန်းပိုင်းဆိုင်ရာမှာလည်းလင်းဟင်းမှုတွေဖြစ်သွားနိုင်တယ်လေအဲ့တော့ကိုတို့အဲ့ဒါကိုအကောင်းဆုံးဘယ်လိုပြန်လုပ်ပေးနိုင်မလဲဟုတ်တယ်ဟုတ်တယ်ကျွန်တော်တို့ဘာမှအလုပ်သမားတွေအဆင်နဲ့ရှိပြီးသားပါဟုတ်โอเคดิအဲ့ဒါဆိုကျွန်တော်ကျွန်တော်အင်ဂျင်နီယာတွေချက်မေးပြီးတော့အခုပြန်ဆက်သွယ်ပေးမယ်လေဟုတ်ကဲ့ပါဟုတ်ဒါပဲเนาะ နေစီဘာကိစ္စရှိလို့လဲတတိယလို့ပေါ်လို့ငုံနေစီပြောစရာတခုရှိတယ်ခုလိုပြောရဲဆိုတာနေစီအတွက်ပါကကဘာပြောချင်လို့လဲနေစီနားထောင်မယ်လေနေစီခုလိုခိုးရင်ဝင်ထွက်သွားလာနေတာဘာဝင်ချင်မြင်ဝင်မကောင်းတော့ င်းနာစရာရှိရင်နင်းစီပဲနင်းနာမှာပဝင်းကျင်ကတမျိုးထင်မှာဆိုရင်နင်းစီကိုမနင်းနာစီခြင်းဘူးဆိုရင်ကိုကိုနင်းစီကိုအမြန်ဆုံးလက်ထက်လိုက်ပေါ့လက်ထက်တယ်ဆိုအလောက်မလွယ်ကူနင်းစီ မလွယ်ကူမနေ့စီတည်ပါတယ်ဒါပေမဲ့ကိုကိုအတွက်ဘာတွေများခက်ခဲနေလို့လဲပြီးတော့နေ့စီတို့ကချစ်သူတွေထက်အဆင့်ကျော်ပြီးပြီဆိုတာကိုကိုအသိဆုံးအဲ့တော့နေ့စီဘက်ကလက်ထပ်ဖို့တောင်းဆိုတာနေ့စီမလွန်ဘူး ကိုကိုမြင့်စီကိုကိုကိုထားတော့မှမြင့်စီအရန်စိုးရင်လေသူများတွေကပြောတယ်တနေသားနဲ့ပတ်သက်မိတဲ့မိန်းကလေးတိုင်းကတစ်ချိန်မှာအသေးကွဲရတာကြီးပဲတဲ့မြင့်စီအသေးမကွဲခြင်းဖြစ်နိုင်အန်တီစီဖုန်းဆက်ပြီးတော့ ကိုမမီစီရာနေစီဘာဖြစ်လို့လဲဟုတ်တယ်အန်တီစီဖုန်းဆက်ပြီးတော့နေစီကိုလက်ထပ်ဖို့အကြောင်းဖွင့်ပြောချင်တယ်နေစီရန်ဆိုးရင်နေနေစီရဲ့ဆိုးရင်မှုတွေရော့သွားအောင်စူးစမ်းပြနိုင်တဲ့သူကကိုကိုပဲရှိတယ်ကိုကိုနေစီကိုကိုညီမယ်မလားအန်တီစီဖုန်းဆက်ပြီးတော့ပြောပေးမယ်မလားယေ ကိုလင်းစီပြောနေရလေလင်းစီပြောတာကိုကြားပါလေကြားရဆိုရင်လည်းအခုပဲအန်တီစီဖုန်းဆက်လိုက်တော့လေကိုဖုန်းဆက်ပေးခြင်းပါလေဒါမေမေကအိမ်မှာရှိပါမှာမသိဘူးကုမ္ပဏီတော့ရောက်တော့ပြီထင်တယ်မေမေဟက်ဖုန်းကိုဆက်ကြည့်ပေးမယ်လေနော်ရန်ကုန်မှာဟက်ဖုန်းနေလိုက်မိတယ်မိတာပါနင်းစီရဲ့ ဆိုကိုကိုလည်းရန်ကုန်မှာဟန်ဖုန်းကြိုက်မှာပေါ့နော်တိုင်းနေပြီခင်ဗျာအဲ့ဆိုကိုကိုရဲ့ဟန်ဖုန်းနံပါတ်နင်းစီကိုပေးထားအောင်လေပေးမယ်လေကိုဟိုခုတော့ဖုန်းဆက်လိုက်အောင်မယ်နော်ဖုန်းဆက်ပြီးတော့ရင်နင်းစီကိုကိုရဲ့ဖုန်းနံပါတ်ကိုရေးပေးလိုက်မယ်နော်အင်း ာပါတားမမေကိုပြောကြလေးရှိတော့ပါตาเนี่ยเนซีเนี่ยจิตตุฤทธิ์ဖြစ်သွားကြပြီဆိုတာဟိုเนี่ยตาမမေပြောထားပြီဒါเนาะအခုตาပြောနေတာเนซีเนี่ยตาเนี่ยလက်ထပ်တော့မယ်ဆိုတဲ့အကြောင်းပါตาတို့မင်္ဂလာဆောင်ကြရင်လည်းမမေအားလာခဲ့ပြီเนาะ ုတ်ဟုတ်ကဲ့မေမေကျေးဇူးပါပဲနော်အဲ့ဆိုဒါဖုန်းချလိုက်တော့မယ်ကိုအန်ဒီကဘာလိုက်လဲမေမေကသူအားရင်လာခဲ့ပြီမေတဲ့တော်သေးရပေါ့အန်ဒီကနေ့စီရိုးရဲ့ထမ်းမဲ့ကိစ္စကိုမတားလို့အမေနေစီနေစီ ကိုလောက်လေးရှိသေးတယ်။အဲ့ဆိုနေ့စီပြန်တော့မယ်နော်။ကို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 ရဲ့ဟာဖုန်းနဲ့ဗန်နင်းစီကိုပေးအောင်လေ။ကိုရှိပြီးတယ်မယ်နော်။ завтра. Yeah. ည်းမသိပါဘူးပြုတ်ဟဲ့ဟဲ့နင်းစီဒါဘယ်ကပြန်လာပါလဲဟိုလူစီရမလားညောင်ကမင်းနေတယ်လေဟိုလူအိမ်ကပြန်လာတာလားလို့ဟမ်တော်လေးတို့တမီပြောစရာတခုရှိရဲ့ သမီးဆက်ကိုသမီးနိုင်ပါတယ်တော်လေးရယ်ကိုကိုကနှင်းစီနဲ့လက်ထပ်မဲ့ကိစ္စကိုသူ့အမေဖွင့်ပြောလိုက်ပြီနှင်းစီညီ ông ကအခုပြောနေတာတည်းရလေအဲ့ဒီလူနဲ့ညီကိုသဘောမတူလို့ပြောနေတာမဟုတ်ဘူးညီ ông ကပြောမရလို့ငါလက်ပိုက်ပြီးကြည့်နေရတာပြီးတော့ဒီเจ้าတွေကိုညီအဖေမေးသိရင်ဘာပြောကြမလဲ ဟမ်ညီရဲ့ဖေကလည်းကျမရဲ့ကောင်းတာမဟုတ်ဘူးနော်ဒေါ်လေးရဲ့အဖေနဲ့အမေဘာပြောမလဲဆိုတော့ကြိုတွေးပြီးတော့ပူလောင်မနေတော့ပါဘူးအစိုးရရဲ့အကောင်တွေးရမယ်ဆိုရင်အဖေနဲ့အမေကလည်းနှင်းစီနဲ့ကိုကိုသဘောမတူနိုင်စရာအကြောင်းမှမရှိတာဒေါ်လေးရဲ့ဘာပြောလဲဘာပြောမှရဲ့ဟမ်ကြိုးစားဟုတ်တယ်လေဒေါ်လေးရဲ့ကိုကိုကအလုံနဲ့အကင်နဲ့ပြီးတော့အစင်တန်းရှိရှိတွေကလူတယောက် ။ तू อ่ะตะเนยตาเลยนิ้นสิ။ดอเลยเปล่าอ่ะบาโลเดี๋ยวเราเล็บปอกแก่เนี่ยล่ะ။ตะมี้ก็ไม่ยอมโหล่ล่ะ။အခုပဲตะมี้ရှေ့มาเนี่ย तू เนี่ยนิ้นสิလက်ထက်ပါတော့မယ်ဆိုတော့သူ့အမေကိုဖုန်းဆက်ပြီးတော့ဖွင့်ပြောခဲ့တာ။ပြီးတော့ဒီမှာကိုကိုမြို့มาကန်เนี่ยဟန်ဖုန်းနံပါတ်ကိုလည်းตะมี้ကိုပေးခဲ့ပြီ။ดอเลยไม่ยอมอีဆက်ကြည့်။ငါမသိတော့ဦးနှင်းစီညို့ငါဘာမှလည်းမပြောချင်တော့ ငါသိတာဟာတော့လေငါယင်ထဲမှာညှိအတွက်ပူပါနေငါညှိအတွက်ယင်လေးတယ်အေးယင်လေးတယ် thank you